collective တို့ကိုမင်းတို့ရဲ့တစ်ဖက်သူကပြောချင်တယ်နဲ့မပြောဖြစ်တဲ့စကားတွေကဘာတွေလဲသူတို့ကမင်းတို့ကိုဘာတွေကို hide လုပ်ထားလဲ hiding လုပ်ထားလဲဆိုတာကိုကြည့်ပေးမယ်ဆိုတော့ဆုံးစံတိုင်း collective message ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကို current energy ကိုအရင်စစ်ပေးမယ်ပေါ့နော်ဆိုတော့ကိုဒီနှစ်ကပ်ပါပြန်ယူလိုက်ယူတော့ပါအောင်ဆိုတော့ကိုယ့်ရဲ့ collective တွေရဲ့ current energy ကြည့်အောင် four of souls တဲ့ကဲ oral source ဒီမှာလဲအနားယူဖို့လိုတယ်လို့ကိုရော message ပေးထားတယ်เนาะဒီ test layer နဲ့အခုလည်းအဲ့လိုပဲ for source ရဲ့ energy နဲ့အရင်အတွေ့မများပဲမင်းကို तू ကနားစီကျင်နေရပေါ့เนาะပြန်ပြီးတော့တစ်ခုခုပေါ်မှာပြန်ပြီးတော့သုံးသပ်ဖို့အတွက်အချိန်ယူစီကျင်နေရ reflection ပြန်လုပ်စီကျင်နေရကိုပြောတာတူတာစာအုပ်တွေရောရှိထားတယ်ဒါပေမဲ့ဘယ်ဟာမှမဖတ်ဘဲနဲ့ပိတ်ထားတာမျိုးအကုန်လုံး desk တိုင်းမှာမှာတိရစ္ဆာန်လေးတွေပါတယ်เนาะကြောင်ကလေးခွေးကလေးဓာတ်လေးတွေကိုတတိထားမိလားဆိုတော့ ဘာကြောင့်မင်းအနားမယူပါလဲဆိုပြီးတော့ message ကပေးနေတာပေါ့နော်ဆိုတော့လက်ရှိအချစ်ရေးထဲမှာအဆင်မပြေမှုတွေကြုံရတဲ့သူတွေရှိရဆိုရင်ဘာကြောင့်အဆင်မပြေတာလဲဆိုတာကိုမင်းဘာဖြစ်လို့မို့လို့အာမတုံ့တက်တာလဲပေါ့နော်အဆင်မပြေဘူးဆိုတာကြီးထဲမှာပဲထားထားပြီးတော့ဒီမှာပဲဘာလို့လမ်းဆုံးနေရလဲငါတို့ရဲ့ relation ကဘာကြောင့်အဆင်မပြေတာလဲဆိုတာကိုပြန်ပြီးတော့ရှာဖွေပါလားတဲ့သူကပြောနေတာ ဖေ့ရှော်ဝင်ပြီလားခဏလေးရက်လိုက်ဒီ relation ကအခုဒီအခြေရေးကအဆင်မပြေနေဘူးလက်ရှိကိုယ့်ရဲ့ collective တွေဒီ reading ကိုလာကြည့်ရဲ့ဟို collective တွေကလက်ရှိအခြေရေးထဲမှာပြင်ပန်းနေရတဲ့သူတွေစိတ်နာကျင်နေရတဲ့သူတွေပါတယ်ဆိုရင်ပြန်သုံးသပ်ပါပြန်သုံးသပ်ဖို့အခြေအနေပေါ့နော်ပြန်ပြီးတော့အာဒီဆက်ဆံရေးကိုပြန်ပြီးတော့သုံးသပ်ရမယ်ကိုကိုကိုပြန်သုံးသပ်ရမယ်ဘာတွေကလွဲနေလဲဘာတွေကအဆင်မပြေဖြစ်နေလဲဆိုတာပြန်သုံးသပ်ပါပြီးရင်တော့ page 1ရဲ့ energy နဲ့ အာဒီဆက်ဆံရေးလေးကိုပြန်ပြီးတော့အရင်လိုမျိုးအဆင်ပြေလာအောင်အရင်လို energetic ဖြစ်ဖြစ်နဲ့ပေါ့နော်ဟိုပြောပြောရှင်ရှင်နဲ့တယောက်ကိုတယောက်နားလည်မှုရှိရှိနဲ့ဒီဆက်ဆံရေးလေးကိုပြန်ပြီးတော့ အာစူးစမ်းအားထုတ်ပြီးတော့တိစောက်လို့ရတယ်ဆိုတာမျိုးကိုတွေ့ရတယ်။နှစ်ယောက်ထဲကတစ်ယောက်ကအလျှော်ပေးလာလိမ့်မယ်ပေါ့နော်။ပန်ပေးလာလိမ့်မယ်။နှစ်ယောက်ထဲကတစ်ယောက်ကအခုကကိုယ့်ရဲ့ quality တွေကိုလာကြည့်ရဲ့သူတွေကဆက်ဆံဘယ်လိုဆက်ဆံရေးထဲမှာရောက်နေလဲဆိုတော့တယောက်နဲ့တယောက်အခြေအနေတင်းမာနေတဲ့ဆက်ဆံရေးပေါ့နော်။သူကလည်းမလျှော်ကိုကလည်းမလျှော်ဘူး။ဒါပေမဲ့လည်းနှစ်ယောက်သားအပြန်အလှန်ကလည်းတတိတွေရနေတာလွမ်းနေကြတယ်ဆိုတာမျိုးလည်းမြင်ရတယ်။ဆိုတော့ဒါက collective energy ဒီ collective energy မှာ kait နေတယ်ဆိုရင်တော့စက်ပြီးကြည့်ပါ။ တစ်ဖက်သူကပေါ့နော် quality ရဲ့သူတို့မဟုတ် quality တွေတွေးလိုက်တဲ့သူကကိုယ့်ရဲ့ quality တွေကိုဘာတွေဖုံးကွယ်ထားလဲသူမပြောပြောခြင်းပင်မဲ့မပြောဖြစ်တဲ့စကားတွေကဘာတွေလဲနှစ်ကက်ကြာလာတယ် ten of cup နဲ့ nine of cup ဆိုတော့တစ်ဖက်သူကတော့ဟိုခံစားချက်တွေအရင်ဖြစ်နေရပေါ့เนาะဟိုဒီဘယ်လိုပြောမလဲ cup energy အရာမင်းတို့ရဲ့တစ်ဖက်သူကအစကတည်းကအနုပညာသမားတော်၎င်းဟိုစိတ်ထားစိတ်သဘောထားနည်းနည်းနဲ့သူတော်၎င်း ို logic ထဲပဲပေါ့နော်နှလုံးသားထဲအုံနောက်ထဲပဲနှလုံးသားကိုဦးစားပေးတတ်တဲ့သူမျိုးတွေဖြစ်နေမယ်ကိုယ့်ရဲ့ collectivity ရဲ့တစ်ဖက်သူကပေါ့နော်လက်ရှိမှာ तू ကမင်းကိုဘာလို့ဖုံးကွယ်ထားလဲဆိုတော့ तू ကမင်းနဲ့အခုအဆင်မပြေနေတဲ့အခြေအနေကြီးကိုရောက်နေတယ်မယ် तू ရဲ့ဟိုမသိစိတ်ကတော့ तू မင်းစီကနေလိုချင်တဲ့အရာက turn off cut ပြ energy နဲ့ तू မင်းနဲ့တူတူပျော်ပျော်ရွှင်ရွှင်မဲ့ဒီဆက်ဆံရေးကိုဖျက်ဆီးခြင်းနဲ့မင်းဘက်ကနေသူ့ကိုနားလဲပေးစေခြင်းနဲ့တဲ့ တချို့အချိန်တွေမှာကတဲ့မိရဲ့အပြုံးတွေမိရဲ့အပြောတွေအကုန်လုံးကသူ့အတွက်အရန်ကိုအရေးကြီးပြီးတော့ခွန်အားဖြစ်စေပါတယ်တဲ့အာဒီဘယ်လိုပြောရမလဲမင်းနဲ့အတူတူရှိနေခြင်းကသူ့အတွက်တက်တန်ရောင်စုံတွေကိုမြင်နေရတယ်လို့မျိုးဟိုပေါ်ပါစေတယ်ဆိုတာမျိုးကိုမြင်ရတယ်ပေါ့နော်အာဘဝဆိုတာကခဏလေးပဲဒါပေမဲ့လည်းမင်းနဲ့အတူရှိနေတဲ့အတွက်ကြောင့်မို့လို့သူ့ဘဝဟာဒါမင်းသူ့ဘဝတွေကိုရောက်လာတဲ့ ရောက်လာတာကသူ့အတွက်ကျေးဇူးတင်စရာပဲပေါ့နော်ကျေးဇူးတင်တယ် universe ကမင်းကိုသူ့ဘဝထဲကိုပို့ပေးလို့ universe ကိုကျေးဇူးတင်တယ်ဆိုပြီးတော့သူကပြောနေတယ်ဒါတွေကသူမျိုးကိုပြောချင်နေတဲ့ဇကားတွေတစ်ခါသူကအရင် romantic ဖြစ်တာမျိုးကိုတွေ့ရတယ်ပေါ့နော်ဒီလိုဒါတွေကိုဒီလိုရိုချင်ပေမဲ့မင်းကိုသူဖွင့်မပြောဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့နှစ်ယောက်သားကြားကလက်ရှိမှာကသူတင်းကိုတင်းဖြစ်နေတာပေါ့နော်နင်းပါလဲငါပါလဲဖြစ်နေတာ queen of pandike pandike ။ Antigen နဲ့ Curve Energy ဆိုတော့အစွန်းနှစ်ဖက်ရရပေါ့နော်။ကိုယ့်ရဲ့ collective တွေကိုလာကြည့်ရတဲ့သူတွေထဲမှာ up sign strong ဖြစ်တဲ့အာ Taurus, Virgo, Capricorn, Water sign, Pisces, Scorpio, ဆိုတော့ပေါ့နော် Physics Copy Cancer Design နေ Strong ဖြစ်မယ်ကိုယ့်ရဲ့ quality တွေကိုလာကြည့်တဲ့သူက Arc Sign ဖြစ်ဖို့များတယ်ပေါ့နော်မင်းတို့ကတော့အသေးမှမှနဲ့အဲနှလုံးသားထက်ပဲအုံနောက်ကိုဦးစားပေးတယ်ငွေမှငွေဆိုပြီးတော့ငွေကိုပဲချစ်တတ်တဲ့သူတွေအလုံးစုံမှအလုံးအလုံးကိုပဲဇွတ်လုံနေတဲ့သူတွေပါမယ်တစ်ဖက်သူကကြာအဲ့လိုမဟုတ်ဘူးစိတ်တော်ရာအရန်နူးညံ့နေစိတ်ခံစားချက်အရန်နူးညံ့နေသူတို့ကကြတော့ပတ်စံဆိုတာထက်ပဲသူတို့လုံချင်ရာကိုလုံနေရတာကိုကျင့်နေနေတဲ့သူတွေပေါ့နော် တော့သူကမင်းကိုဘာပြောချင်နေလဲဆိုတော့မင်းမှာပတ်စံချီယုံနဲ့လည်းအပြည့်စုံသွားမှာမဟုတ်ဘူးလေမင်းကိုပတ်စံနဲ့ပတ်သက်ပြီးတော့မင်းတက်ဖက်သူကနားချခြင်းနေတာပေါ့နော်ပတ်စံချီယုံနဲ့ပဲအရာရာကအပြည့်စုံတာမဟုတ်ဘူးတဲ့ဟိုတချို့အချိန်တွေမှာခံစားချက်တွေကိုလည်းနားလည်ဖို့လိုတယ်ဆိုတာမျိုးကိုသူကပြောခြင်းနေတာပေါ့နော်ဒါပေမဲ့လည်းပေါ့နော်ဟို အကုန်လုံးကိုစွန့်လွတ်လိုက်ဖို့မလို့ပတ်စံကိုလိုချင်လို့ချစ်ချင်းမြတ်တာကိုစွန့်လွတ်ရမယ်ချစ်ချင်းမြတ်တာကိုလိုချင်လို့ဒီအလောအကိုင်းတွေပတ်စံတွေငွေကြေးတွေကိုစွန့်လွတ်ရမယ်ဆိုတာမျိုးမဟုတ်ပါဘူးတဲ့အကုန်လုံးကိုအတူတူရအောင်လို့ balance ဖြစ်အောင်လို့ဖန်တီးလို့ရပါတယ်ဆိုပြီးတော့တစ်ဖက်သူကမျိုးနားချခြင်းညာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဖန်တီကယ်ပဲထက်ကြပြီတေးကြတယ်ကိုယ့်ရဲ့ collective တို့ကမငွေခင်နေကိုငွေခင်နေဖြစ်ဖို့များရတယ်ပေါ့နော်ဆိုတော့ သူကမင်းကိုပြောတယ်ဖြည်းဖြည်းလေးနဲ့မှန်မှန်လေးပဲသွားကြတာပေါ့ဘာဖြစ်လို့အရန်အလောကြီးနေရလဲတဲ့ မင်းဘယ်နေရာကိုရောက်ချင်နေရလဲအချိန်ကန်ရင်ရောက်မှာပေါ့ကွယ်အရန်ကိုအလောမကြီးပါနဲ့အရန်ကိုအစိတ်တန်တာမစောပါနဲ့ဆိုပြီးသူကမင်းကိုပြောချင်နေတယ်ပေါ့နော်ဆိုတော့နှစ်ယောက်သားကြားထဲမှာ character မတူတဲ့အတွက်ကိုယ့်ရဲ့ quality တွေနဲ့မင်းတို့ရဲ့တစ်ဖက်တူနဲ့ကအရန်ကိုညှိယူနေရတဲ့အခြေအနေမျိုးတွေဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒီလူကဒါမင်းကိုဒါတွေပြောချင်နေရဒါပေမဲ့လည်းထုတ်ပြောမှာမဟုတ်ဘူးနော်သူကလည်းမာနာကြီးတစ်ခွဲသားနဲ့နေနေအောင်ပါပဲဆိုတော့ ချိုးတော်ဝမ်းကိုထပ်တွေ့ပြန်တယ်နယောက်သားကြားထဲမှာရွေးချယ်ဖို့လိုနေတဲ့ကိစ္စတွေဆုံးဖြတ်ဖို့လိုနေတဲ့ကိစ္စတွေကြုံလာနိုင်တယ်ကြုံနေရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်တစ်ဖက်သူကမင်းနဲ့ပတ်သက်ပြီးတော့သူ့မှာလည်းစဉ်းစားထားတဲ့ကိစ္စတွေရှိတယ်ဆိုတာမျိုးကိုမြင်ရတယ်ဒါမှမဟုတ်မင်းကသူ့နဲ့တခြားတစ်ခုကိုရှင်ပြီးရွေးချယ်နေတယ်လို့သူကိုယ်တိုင်ခံစားနေရတဲ့အတွက်အာသူအဆင်မပြေဖြစ်နေတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုရင်လည်းသူကလေ ငါမှမြင့်ကျင်ရွေးချယ်စရာရှိရှိနေတယ်မင်းနဲ့ရှင်ပြီးတော့သူ့ရဲ့အာအောင်မြင်မှုပဲဖြစ်ဖြစ်တောင်တက်တယောက်ဆိုတာမျိုးတော့ကိုမခံစားရဘူးပေါ့နော်ဒီထူတော်ဝင်ကပါပြောချင်တာလည်းကြည်ရအာ तू ကလေမင်းကသူ့ကိုအားမရဘူးအားမရဘူးပြောလွန်းလို့ तू ကတခုခုကိုပြည့်ပြည့်စုံစုံဆုံးဖြတ်လိုက်ပြီးတော့ဘရင်တော်ဖောင်ဖြတ်ဆိုတဲ့ဟိုကိုတို့မြန်မာစကားလုံးဒုံဖို့ပဲနောက်လှည့်မကြည့်တဲ့အာ 調査တော့မယ်တွားတော့မယ်ဆိုတာမျိုး तू ဆုံးဖြတ်ဖို့လိုနေတာဆုံးဖြတ်တော့မယ်ဆိုပြီး तू မင်းကိုပြောချင်နေတာဘောနော်ပြောချင်တာကဟုတ်ပြီမင်းငါ့ကိုလောက်လောက်အထင်မကြီးမိရငါလုတ်ပြမယ်ငါဆုံးဖြတ်တော့မယ်ဆိုပြီး तू မင်းကိုအဲ့လိုပြောချင်နေပေမဲ့လည်းမပြောသေးဘူး तू ထူးတော်ဝမ်းစရဲ့ energy နဲ့ तू စဉ်းစားနေတဲ့ state ပဲရှိသေးတယ် action မယူသေးဘူးသို့တော်လည်းပဲတစ်ဖက်သူကလည်းမင်းကိုဖွင့်ပြောလာလိမ့်မယ်သူတခုခုလုတ်တော့မယ်ဆိုတဲ့အကြောင်း ခုကနေစပြီး9ရက်ကနေ9ပတ်အတွင်းမှာသူကမင်းကိုသူခုခုကိုရွေးချယ်ပြီးတော့အဲ့ဒီအတိုင်းပဲသူရှေ့ဆက်သွားတော့မယ်ဆိုတာမျိုးမင်းကိုအတိပေးလာဖို့ရှိတယ်။ဒါတွေကလက်ရှိမှာသူမင်းကိုမပြောဘဲထားထားတဲ့အရာတွေပေါ့နော်ပြောခြင်းပင်မဲ့မပြောဘဲထားထားတဲ့အရာတွေအာ10 of panic ရဲ့ energy နဲ့သူကမင်းကိုတက်တည်ကြခြင်းနေတာပေါ့နော်နောက်ဆုံးမှာ နေနေချင်းတဲ့ဘဝမျိုးငါထားပြီးမယ်မျိုးငွေနဲ့ငါပေါက်ပြမယ်ဆိုတာမျိုးသူကလေရအောင်အထီစူးစမ်းပြမယ်ဆိုတာမျိုးသူမင်းကိုပြောချင်နေတာပေါ့နော်ဆိုတော့ base of the deck ကတော့ true source ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အားမရဘူးကွယ်။အာဘာကြောင့်လဲဆိုတော့ကြတော့ true source ရဲ့ energy အရာ နိုးထားဖို့ရေဝိတ်ကတ်နိုးဖို့ဘယ်လိုပြောမလဲအာထုခုမြင်ဖို့လိုနေတဲ့အချိန်ပေါ့နော်လက်ရှိမှာနှစ်ယောက်သားရဲ့ဂျားရဲ့ဂျားထဲမှာ energy တွေကဖုံးကွယ်ထားခံရတဲ့လိုမျိုးဖြစ်နေတာပေါ့နော်ဒီမျက်လုံးမှာစီးထားတဲ့အစီးလေးကို ဖယ်လိုက်ပြီဆိုရင်အကုန်လုံးကိုအမှန်တိုင်းမြင်ရနိုင်ပါရဲ့နဲ့မဖယ်ဘဲနဲ့ဆက်ပြီးစီးကြတာပြောချင်တာကကိုယ့်ရဲ့ quality တွေနဲ့မျိုးရဲ့တစ်ဖက်တူကြားထဲမှာဒဏ်ရာအဟောင်းတွေရှိလိမ့်မယ်အတိတ်ကဒဏ်ရာတွေတယောက်ကိုတယောက်ခွင့်မလွတ်နိုင်တဲ့ပြဿနာတွေပေါ့နော်ဒါတွေကိုထားခဲ့ရတော့မယ်အချိန်ရောက်နေပြီဒါပေမဲ့လည်းမထားဘဲနဲ့ဆက်ပြီးတည်ဆောင်လာတဲ့အတွက်ကြောင့်မို့လို့ true resource ရဲ့ energy နဲ့နှစ်ယောက်သားကြားထဲမှာအဆင်မပြေမှုတွေဆက်ပြီးရှိနေတာတယောက်ကိုတယောက်မယုံကြည်မှုတွေဆက်ပြီးတော့ရှိနေသေးတယ်ဆိုတာမျိုးကိုမြင်ရတယ်ပေါ့နော်ဆိုတော့ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့လည်းနှစ်ယောက်လုံးကပေါ့နော်ကို ိုကဘာလိုချင်လဲဆိုတာကိုတေချာမသိဘူးဖြစ်နေရကိုရဲ့ collective တွေကလည်းတစ်ဖက်သူစီကနေချက်ချင်းမြစ်တာကိုလိုချင်တာလားငွေကြေးအရာပံ့ပိုးမှုကိုလိုချင်တာလားဘလို့ဟာကိုလိုချင်တာလဲဆိုတာကိုမင်းကိုယ်တိုင်မသိတယ်လို့မင်းရဲ့တစ်ဖက်သူကလည်းမင်းစီကနေဘာလိုချင်လဲဆိုတာကိုသူ့ကိုယ်သူမသိဘူးဝေခွဲမရဘူးဆိုတာမျိုးကိုဖြစ်နေဒါပေမဲ့လက်ရှိမှာတော့သူကမင်းနဲ့ပတ်သက်ပြီးအရန်ကိုမခံချင်စိတ်တွေအရန်များနေတာပေါ့နော်မင်းကသူ့ကိုချင်ချင်ကြီးရမင်းကသူ့ကိုတခြားသူတွေနဲ့ရှင်ပြီးတော့ခဏခဏနှိုင်းရှင်ပြီးတော့ပြောတာတွေဒါတွေအတွက်သူကလေမင်းကို အဲဆိုတော့ memory ဖူးသွားလို့ရှင်အဲ့ဒီပြဿနာကိုလည်းဘယ်လိုဖြေရှင်းရမလဲမသိအာသူတို့ true source ရဲ့ energy နဲ့နှစ်ယောက်သားကြားထဲမှာမကြေလည်မှုတွေရှိနေရဆိုရင်ဖြေရှင်းဖို့လိုရယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုရင်တစ်ဖက်သူကလည်းဒီအချိန်မှာမင်းနဲ့ပတ်သက်ပြီးတော့မခံကျင်စိတ်တွေအဆင်မပြေမှုတွေသူ့မှာအယံကိုများနေရဆိုတာမျိုးကိုတွေ့ရတယ်ဒီအချိန်ထိကသူကလေမင်းကို ငွေငွေရှာပြပြီးတော့ကောင်းကောင်းရှာပြပြီးတော့မင်းနေတင်တဲ့ဘဝမျိုးနဲ့ထားပြမယ်ဆိုတဲ့အဆင့်မှာပဲရှိသေးတယ်ဒီဒီဒီအဆိုင်အခဲကြီးအခုအဆင်မပြေနေတာတွေသူအခုမင်းကိုပြောတင်နေတဲ့စကားတွေထုတ်ပြောမလာပဲနဲ့အချိန်အကြာကြီးသူ့ရင်ထဲမှာပဲတူလောင်ထားမယ်ဆိုရင် three source ရဲ့ energy နဲ့ငူရမယ့်အခြေအနေတွေရောက်လာလိမ့်မယ်တစ္ဆာဖောက်ဖျက်မှုတွေရောက်လာလိမ့်မယ်မြောက်သားကြတဲ့ကိုတတိယသူဝင်လာမယ့်အခြေအနေတွေဖြစ်လာနိုင်တယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ရှင် ဆိုတော့ဒါက collective reading ဖြစ်ပါတယ်ဒီ reading မှာ energy ကိုက်နေတယ်ဆိုရင်တော့အာ personal reading ဝယ်ခြင်းလဲဆိုရင်ကိုယ့်ရဲ့ message box မှာလာပြီးတော့စုံစမ်းလို့ရပါတယ်ရှင် YouTube နဲ့ Facebook, TikTok, Telegram ဒါလေးတွေကိုလည်း like and subscribe လုပ်ထားလို့ရတယ်ဆိုတော့တင်ကောင်းအနေနဲ့ကတော့ July လကနေစပြီးတော့ကိုမကြည့်ကြတာနေအတွက်ပဲအချိန်အပြည့်ဝပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ daily message လေးတွေပြန်လာမယ်ခါတိုင်းလိုပဲရှင်တို့ရဲ့ကျမက page မှာတရားဖို့သုံးဖို့ဒီရှင်းရင်လည်းဟာသားတွေလောက်ကြတာပေါ့ရှင်ဆိုတော့တတအာ healthy ဖြစ်တဲ့ relationship လေးကိုလူတိုင်းပိုင်ဆိုင်နိုင်ကြပါစေရှင် 남편 부리우리 몇 개는 되지 않나요?